်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ကြောင့်ငြိမ်းချမ်းရေးနှောက်နှေးကြန့်ကြာခဲ့ရဟုဦးအောင်မင်းဝေဖန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ကြောင့်ငြိမ်းချမ်းရေးမှာနှောက်နှေးကြန့်ကြာခဲ့ရတယ်လို့စီအုပ်စုအဖွဲ့ကြီးဟောင်းငြိမ်းချမ်းရေးပွဲစားဦးအောင်မင်းကပြည်တင်ဝေဖန်ပြောကြားလိုက်ပါတယ် အော်တိုဘား18ရက်ညနေပိုင်းကနေပြီးတော့ MICC1 ကြောက်စိန်ခမမှာလုတ်တဲ့နိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်နဲ့အလုတ်ယုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားမှာဝန်ကြီးဟောင်းဦးအောင်မင်းကဒေါ်ဆန်းစုကြည်အကြောင်းထည့်ပြောသွားတာပါအာနာတိန်စစ်တပ်ရဲ့မတရားဖမ်းဆီးအကြင်ချတာခံရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုစစ်တပ်အရာရှိကြီးတွေရဲ့ရှေ့မှာပဲဝင်ကြီးဟောင်းဦးအောင်မင်းကအမကြီးဒေါ်အောင်ဆန်းစုကြည်လို့တုံ့နှုံပြောဆိုလိုက်ပါတယ် ဒါပေမဲ့အကောင်ပြောချီးမွမ်းတာမဟုတ်ပဲ NLD အစိုးရလက်ထက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှောင့်နှေးခဲ့ရတဲ့အကြောင်းကိုဝေဖန်ပြောဆိုလိုတဲ့သဘောမျိုးထည့်သွားတာဖြစ်ပါတယ်။အမကြီးတော်အောင်ဆန်းစုကြည်ရဲ့ကောင်းမှုကြောင့်ငြိမ်းချမ်းရေးမှာနှောင့်နှေးကြန့်ကြာခဲ့ရတာတွေတော့မပြောတော့ပါဘူးလို့ဦးအောင်မင်းကဆိုပါတယ်။ဆေအုစုဟာဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်မကြည်တဲ့အပြင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်ဆံရေးကောင်းမှုနီးစပ်သူတွေကိုရှာထူးကဖယ်ရှားထားတွေလည်းရှိခဲ့ဖို့ပါတယ်။ သမရဦးသိန်းစိန်လက်ထံပြည်သူ့လွတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ကြံခိုင်ရေးပါတီရဲ့ပူးတွဲဥက္ကဋ္ဌလည်းဖြစ်တဲ့သူရဦးရွှေမန်၊ NLD အစိုးရလက်ထံပြည်ထရေးဝန်ကြီးဗိုလ်ချုပ်ကျော်စွေတို့ဟာတည်တာတဲ့နမူနာပုံကိုယ်တွေဖြစ်ပါတယ်။ဒေါက်ဆန်းစုကြည်နဲ့ဆက်ဆံရေးကောင်းမွန်တဲ့သူရဦးရွှေမန်ကိုကြံခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ်ကအာရမဖေရှားဖြစ်ခဲ့တယ်လို့ဗိုလ်ချုပ်ကျော်စွေကိုလည်းဝန်ကြီးရာထူးကအနာပေးပြီးမူလစစ်ဘက်တာဝန်တွေပြန်ထမ်းဆောင်စီခဲ့တာပါ။ ဆေးဥစုတဲမှာဒေါအောင်ဆန်းစုကြည်ကိုအမကြီးလို့ပြောဆိုသုံးနှုန်းခွင့်သူအင်မတန်နေပါပေမဲ့အငိမ့်စားစစ်ဖို့ချုပ်ကြီးတယောက်လည်းဖြစ်ဝင်ကြီးဟောင်းတယောက်လည်းဖြစ်တဲ့ဦးအောင်မင်းကတော့လက်ရှိစေကောင်းဆောင်ရဲ့လူယုံတွေဖြစ်တဲ့ NSPNC ဥက္ကဋ္ဌဒုဖို့ချုပ်ကြီးရှာပြေအတွင်းရေးမှူးဒုဖို့ချုပ်ကြီးမင်းနိုင်ထိုးရဲ့ရှေ့မှာတင်အမကြီးဒေါအောင်ဆန်းစုကြည်လို့သုံးနှုန်းပြောဆိုသွားတာကိုတွေ့ရပါတယ်။ဒါပြင်သူ့အနေနဲ့ငြိမ်းချမ်းရေးအကျိုးဆောင်ဘဝကနေအနားယူတော့မှဖြစ်ပြီးနောက်နောက်ငြိမ်းချမ်းရေးပွဲတွေကိုမလာတော့ဘူးလို့လည်းပြောကြားသွားပါတယ်။ ကျွန်တော်လည်းမလိုအပ်တော့ဘူးနောက်ပွဲတွေကိုတော့ကျွန်တော်မလာတော့ပါဘူးလို့မနေ့ကလုပ်တဲ့ NCA ဆယ်နှစ်ပြည့်နဲ့အလုံယုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားမှာဦးအောင်မင်းကပြောသွားပါတယ် NCA ဆယ်နှစ်ပြည့်အခမ်းအနားနဲ့တက်ဆက်သေးခြင်းပါတယ်ငြိမ်းချမ်းသောမြမအနာကက်တိဆောက်ခြင်းအလုံယုံဆွေးနွေးပွဲရဲ့သုံးရတာဆွေးနွေးမှုတွေကနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြံပြုချက်48ချက်နဲ့စီးပွားရေးအတွက်အကြံပြုချက်58ချက်ရရှိခဲ့တယ်လို့သိရပါတယ်အနာသိန်းစစ်တပ်ကနိုင်ငံတကာတန်တမာတွေကိုဖိတ်ခေါ်ပြီးနေပြည်တော်မှာငြိမ်းချမ်းရေးပွဲကျင်းပနေပြီမဲ့ ိုင်ငံတဝမ်းမှာတော့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။ဆက်လက်ပြီးစစ်တပ်နိုင်ငံရေးကမထွက်ပဲငြိမ်းချမ်းရေးမရနိုင်ဘူးလို့ NUG ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အာဏာသိမ်းစစ်တပ်ဟာနိုင်ငံရေးကမထွက်ပဲငြိမ်းချမ်းရေးဖြစ်ပေါ်လာမှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်တော်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါတယ်။စစ်ကောင်စီကအောက်တိုဘာ15ရက်မှာတနင်္ဂနွေလုံးအပြစ်ရဆာကြုံ NCA နှစ်ပတ်လည်နေ့ကျင်းပပြီ စစ်ကောင်စီနဲ့စစ်ကောင်စီအားပေးသူတွေက NCA ဟာတရားဝင်မှုခိုင်မာတဲ့အစာချုပ်ဖြစ်တဲ့ NCA အတိုင်းငြိမ်းချမ်းရေးကိုဖော်ဆောင်ရမယ်လို့လေးတံပေးခဲ့ကြပါတယ်စစ်ကောင်စီရဲ့ NCA နှစ်ပတ်လည်ပွဲကျင်းပမှုဟာဟန်ပြလှုပ်ဆောင်မှုသာဖြစ်တယ်လို့ NCA မှာပါဝင်ခဲ့တဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့စစ်ဖွဲ့တွေက၆ဖွဲ့ပူးတွဲထုတ်ပြန်ခဲ့တယ်လို့စစ်တပ်အာဏာသိမ်းမှုကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်ခဲ့တယ်လို့စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံမှုပြုလုပ်နေစေဖြစ်တဲ့ရှမ်းလက်နက်ကိုင် RCSS တို့ကထုတ်ပြန်ခဲ့ပါတယ် အလားတူအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကလည်းစစ်ကောင်စီနဲ့စစ်ကောင်စီအားပေးသူတွေရဲ့လှုပ်ရက်ပေါ်ဘာမှပြောလို့ခြင်းမရှိတော့လဲငြိမ်းချမ်းရေးမရနိုင်တဲ့အချက်လက်တွေကိုတော့အတိအပြေပြောပြခဲ့ပါတယ်စစ်တပ်နိုင်ငံရေးကမထွက်ဘဲငြိမ်းချမ်းရေးမရဘူးစစ်တပ်ဟာအယက်သားအစိုးရလက်အောက်မှာမရှိသေးပြီးငြိမ်းချမ်းရေးမရဘူး2008ဖွဲ့စည်းပုံအောက်မှာငြိမ်းချမ်းရေးမရဘူးအသွင်ကူးပြောင်းရေးကာလတရားမျှတမှုမရှိဘဲငြိမ်းချမ်းရေးမရဘူးလို့ ဦးနေဖုံးလက်ကပြောကြားခဲ့ပါတယ်။ KNU ချင်းအမျိုးသားတပ်ဦး CNF ကျောင်းသားတပ်မတော် ABSDF မွန်ပြည်တပ်ပါတီအာဏာရှင်တိုက်ဖြတ်ရေး NNSP AD ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO လာဟုဒီမိုကရက်တစ်အစီအယုံ LDU စတဲ့တိုင်းသား၆ဖွဲ့ရဲ့ပူးတွဲကြေညာချက်မှလည်း 2021စစ်တပ်အာဏာသိမ်းလိုက်တာဟာ NCA စာချုပ်အနှစ်သာရအခြေခံမှုတွေရီမန်ချက်တွေကိုဖျက်ဆီးလိုက်တာဖြစ်လို့ NCA အကောင့်ထဲပေါ်မှုရဲ့ဆိုင်ကစက္ကူစုပ်တစ်ခုအဖြစ်သို့ရောက်ရှိသွားစေခဲ့ကြောင်းဖော်ပြပါတယ်။ရှေးရှေးတည်တတ်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးဖြစ်ပေါ်လာဖို့စစ်တပ်နိုင်ငံရေးမှာပါဝင်မှုမရှိဖို့လိုအပ်ကြောင်းဖော်ပြထားပါတယ်။ကြပြင်ပြည်ပခအတွင် မတရားကျူးလွန်ခံခဲ့ရသူတွေအတွက်တရားမျှတမှုရရှိဖို့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲနိုင်ဖို့လိုအပ်ကြောင်းအသိပေးထားပြီးစေအာဏာရှင်ချုပ်ငင်းက ဖက်ဒရယ်ပြည်ထောင်စုသစ်ထူထောင်နိုင်တဲ့အထိဒစိုင်းမမတ်တိုက်ပွဲဝင်နေမယ်လို့ကြေညာခဲ့ပါတယ်။ဆက်လက်ပြီးစစ်တပ်ကသတင်းကျွလာပြည်နေညစင်မီတပိတ်ကိုပုံကျဲဖို့ဖုံးလိုက်ဖြန်လေကြောင်းသတင်းရယူမှုရှုပ်ထွေးအောင်လောက်ကပုံကျဲခဲ့ခြင်းဖြင့်ကယ်ဆယ်ရေးလုပ်နေချိန်ပုံကျဲတာဒဏ်ရာရသူများဈေးကူတမရအောင်ဈေးဝတည်ယူခွင့်လမ်းကြောင်းတွေပိတ်တာကိုပါဆက်လုပ်ခင်းလူလူလှူရှာမှုဟာအရေးပါလို့သတင်းနဲ့ဆက်လုပ်မယ်လို့ဒေါက်တာတီစာဆန်ပြောတဲ့ဆွဲသတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ် ပြည်သူအစုလိုက်ပြုံလိုက်တည်ဆုံထိခိုက်ခဲ့တဲ့ချောင်းဦးမြို့နယ်ဘုံထိုးရွာမှတရင်ကျွတ်လပညာကစင်မီထွန်းတပိတ်ပြုလုပ်စဉ်စစ်တပ်ကတော်လန်ရေးအင်အားစုတွေရဲ့လေကြောင်းအနရေသတိပေးတဲ့တရင်ရယူမှုရှုပ်ထွေးအောင်နဲ့ဖုန်းလိုင်းဖြတ်တောက်တာတွေလုပ်ပြီးမှဘုံကျဲခဲ့တာလို့တပိတ်အဖွဲ့တာဝန်ရှိသူတွေကပြောပါရယ်လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့တရင်စာရှင်းလင်းပွဲမှာတာဝန်ရှိသူတွေကပြောပါရယ်တရင်ကျွတ်လပညာဟာအောက်တိုဘာ6ရက်မှာစကိုင်းတိုင်းချောင်းဦးမြို့နယ်ဘုံထိုးရွာမှစင်မီထွန်းကြီးကရင်ကျေးမှုတုံ့တန်းအစဉ်လာများနဲ့ ပြည်သူဆန္ဒကိုထုတ်ပေါ်တဲ့စီမီတပိတ်ပြုလုပ်နေစဉ်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ကလေးငယ်9ဦးအပါအဝင်23ဦးသေဆုံးကကလေးငယ်18ဦးအပါအဝင်62ဦးဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမျက်မြင်ကိုယ်တိုင်တုံ့တွေးခဲ့ရသူတွေကအောက်တိုဘာ18ရက်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။သတင်းစာရှင်းလင်းပွဲကိုမုံရွာအမြင့်လန်းတပိတ်ဥဆောင်ကော်မတီ၊ချောင်းဦးမြို့နယ်လူငယ်အင်အားစုတပိတ်ကော်မတီ၊မုံရွာလူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီ စကိုင်းတိုင်းသပိတ်အင်အားစုအထွေထွေသပိတ်ပေါင်ဆက်ညီနိုင်ရေးအင်အားစုတာဝန်ရှိသူတွေကရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီကကော်မတီဝင်ကိုဆွဲကစစ်တပ်ဟာသူတို့ကိုစန့်ကျင်သူမှန်တယ်မြကိုဖြိုခွင်းနေတာကြောင့်လေချောင်းရံကာကွယ်နိုင်ရေးတိကျခွဲဝေတာဝန်စီဆောင်ရွက်ခဲ့တာတွေရှိတယ်လို့ရှင်းပြပါတယ်။အဲ့ဒီလိုဆောင်ရွက်ခဲ့ပေမယ့်အခင်းဖြစ်ပွားတဲ့နေရာမှာကျွန်တော်တို့တွေသပိတ်စစ်ကြောင်းချီတက်တယ်။အထိုင်သပိတ်လုပ်ဖို့ဘုံတိုကျေးရွာရဲ့စာတင်ကြောင်းဝင်းတဲ့ကိုစုဝေးခဲ့ကြတယ်။ အဲ့ဒီတော့စတင်ချီတက်လာချိန်မှာအတန်ချက်ဆက်တွေနဲ့ကြွေးကြော်တန်တွေကိုလှုပ်ခဲ့တယ်။ပြီးတဲ့အခါလူထုကိုသတင်းစကားပြောဖို့အထိုင်သပိတ်လုတဲ့အခါအတန်ချက်ဆက်ပေါက်တွေကိုပိတ်ခဲ့ကြတယ်။လုံးဝမဖွင့်တော့ဘူး။အထိုင်သပိတ်လုတဲ့အခါမုံရွာနာမခကနေပါရာမော်တာပြန်ဝဲနေပြီလို့သတင်းရတယ်။သတင်းရတော့ကျွန်တော်တို့ရဲ့အစီအစဉ်တွေအားလုံးကိုပြောင်းလဲခဲ့ကြပါတယ်လို့ကိုဆွဲကပြောပါတယ်။သတင်းစကားပြောဖို့၃ရောက်စီစဉ်တဲ့အခါတယောက်ပဲပြောဖို့ပြောင်းလဲခဲ့ပြီးစင်အကရီနဲ့ဖြောပြေဖို့ကိုလည်းလုံးဝဖျက်သိမ်းခဲ့တယ်လို့ ်မိပုံးပြန်ကိုတော့အချိန်နေစောင့်ချပြီးမှလှုပ်ဖို့စီစဉ်ခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီလိုစီစဉ်ပြီးလူထုကိုသတင်းစကားပေးမှု2မိနစ်ကျော်ကျော်နဲ့အဆုံးသတ်ခဲ့တယ်လို့ပါရာမော်တာလာတဲ့သတင်းကြောင့်ထားပြန်တဲ့ပြည်သူတွေရှိခဲ့တယ်လို့ဆိုပါရယ်ထားပြန်ပြီးတဲ့အချိန်ဝယုံသုံးခါဖြစ်နေတဲ့လူထုကိုကျွန်တော်ထိန်းလိုက်ပါရယ်ပါရာမော်တာနီကက်လာရင်လူစုခွဲမယ်ဆိုတဲ့အကြောင်းလက်ရှိအခြေအနေကအရန်စိုးရင်ပို့မလို့သေးကြောင်းကျွန်တော်တို့ရထားတဲ့သတင်းအချက်အလက်နဲ့ပုံကျွန်တော်အဲ့ဒီလိုမျိုးပြောနေတဲ့အချိန်မှာပဲပါရာမော်တာဒရုန်းဖုံးကြီးကဘုံကနေကျေချခဲ့တယ် အဲ့ဒီအချိန်စကစားရဲ့ပါရာမော်တာသတင်းလမ်းကြောင်းရရှိမှုကထွေပြခဲ့တယ်။အဲ့ဒါကျွန်တော်တို့ရဲ့အားနယ်ချက်ကပါရာမော်တာသတင်းလမ်းကြောင်းတိကျစွာမလိုက်နိုင်ခဲ့တာ။အဲ့ဒီအတွက်ပြည်သူလူထုကိုအနှူးညွတ်တောင်းပန်ပါတယ်။စကစားရဲ့လေးချောင်းရံအတွက်တာဝန်ပေးထားတဲ့ရဲဘော်တွေကိုယ်တိုင်သတင်းရရှိမှုအမျိုးမျိုးဖြစ်ပြီးဝေဝါးသွားခဲ့တာဖြစ်တယ်။အဲ့ဒီလိုဝေဝါးတာကြောင့်လူထုနဲ့အတူသူတို့ကိုယ်တိုင်ကြာဆုံးခဲ့တာရှိတယ်လို့လည်းကိုဆွဲကရှင်းလင်းပြောကြားပါတယ်။စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိသူတို့လမ်းကြောင်းဖွေပွားသွားအောင်လုပ်ခဲ့တာလို့လဲရှင်းပြပါတယ် ဖြစ်စဉ်မတိုင်ခင်ကမုံရွာနာမခကပါရာမော့တာ၃စီးပြန်တက်ခဲ့ပြီးတော့အရက်မျက်နှာမျိုးစုံပတ်ဝဲပြန်တန်းခဲ့တယ်လို့ဆိုပါတယ်။စင်မီတပိတ်မှာကျဲချခဲ့တဲ့ပါရာမော့တာအတန်ကလုံးဝမကြခဲ့ရဘူး။ဆက်တက်ပြီးတော့လေဟုန်စီးလာတယ်လို့ယူဆတယ်။ဖုန်းလိုင်းတွေအဆင်မပြေခဲ့တာမျိုးတွေအကွက်ဆစ်ဆစ်လှုပ်ဆောင်ခဲ့တာမျိုးပေါ့။နောက်တစ်ခုကပါရာမော့တာရဲ့ပုံမှန်ထက်မြင်မြန်ပြန်တန်းတာရောက်ရှိလာတာတွေ့ရတယ်။ဘုံချဲမှုမတိုင်မီမှာစုဝေးနေရာတွေမှာအတန်ချက်ဆက်တစ်ခုမှဖွင့်မထားပါရဲ့နဲ့ပါရာမော်တာအတန်ကိုလုံးဝမကြခဲ့ရဘူး။ ဘူအုပ်ကိုချက်ချင်းခွဲရမလားစနစ်တကျခွဲရမလားဝေခွဲနေချိန်မှာဘုံသီးတွေကျဲချခံရတာပါလို့ကိုဇွဲကပြောပါတယ်မိအလင်းရောင်မြင်လို့ကျဲတာလို့ပြောဆိုမှုတွေရှိပေမဲ့စစ်ကောင်စီကအယက်သားပြည်သူတွေကိုတိုက်ခိုက်ချင်တာကြောင့်ရည်ရွယ်ချက်ရှိရှိဘုံကျဲတက်ဖြတ်တာလို့ကိုဇွဲကရှင်းပြပါတယ်စစ်ကောင်စီကိုတော်လန့်ဆန့်ကျင်သူတွေကိုမဆန့်ကျင်ရဲအောင်မတော်လန့်ရဲအောင်ရည်ရွယ်ချက်ရှိရှိလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသူကသုံးသပ်ပြောကြားပါတယ် စစ်ကောင်စီဘုံကျဲလို့ဒဏ်ရာရသူတွေကိုကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေချိန်မှာလဲပါရာမော်တာနဲ့ထပ်မံဘုံကျဲခဲ့လို့အခြားနေရာတွေကိုလည်းဘုံကျဲတာလက်နက်ကြီးနဲ့ပစ်တာတွေစစ်တပ်ကလှုပ်ခဲ့တယ်လို့အထက်ပါတာဝန်ရှိသူတွေကရှင်းပြပါတယ်။နောက်တော့မှစစ်ကော်မရှင်ရဲ့ဝါဒဖြန့်ချီရေး channel တွေကိုကြည့်တဲ့အခါသူတို့ကိုယ်တိုင်ဝန်ခံထားတာတွေ့ရတယ်။ဘုံတို့ဖြစ်စဉ်မှာဘုံကျဲပြီးမတည်သေးတဲ့သူတွေကိုပစ်လိုက်နိုင်တယ်ဆိုပြီးတော့ပုံရှမ်းတန်းပစ်တဲ့နေရာတွေကစေကူတာတဲ့နေရာတွေဆိုပြီးတော့ပုံအာရဝန်တာနဲ့ဂုံယူနေတာတွေ့ရတယ်။ ဖြစ်စဉ်အပြီးနောက်ရက်တွေမှာစစ်ကော်မရှင်ဘက်ကနေစေဝါတည်ယူခွင့်လမ်းကြောင်းတွေကိုလုံးဝပိတ်ချလိုက်တယ်။ဒီဘက်မှာသူတို့တိုက်ခိုက်မှုကြောင့်ပြည်သူအများအပြားထိခိုက်တာတည်တည်ကျဲပဲစေဝါတည်ယူခွင့်လမ်းကြောင်းတွေပိတ်တာ။စေကူတာမှုမရအောင်ရည်ရွယ်ချက်ရှိရှိဖြစ်စဉ်ကိုရင်ဆိုင်တုံ့ပြန်ခဲ့ရတယ်လို့သတင်းစာရှင်းလင်းပွဲတာဝန်ရှိသူကပြောပါတယ်။